Hello အလုံးမင်္ဂလာပါဒါဒီဗီဒီယိုလေးထဲမှာတိတိတမိုင်းနဲ့ပတ်သက်ပြီးတော့မှတိသားတဲ့နဲ့အချက်လေးပေါ့နော်ပြပြပေးမယ်ဒေါက်တာအမြင်တဲ့ဗီဒီယိုထဲမှာတိတိတမိုင်းအတွက်ကိုအဓိကထားပြီးပြောလေးရှိတယ် view ဆိုင်ရမယ်ဟာထိမ့်သိမ်းရမယ်ဟာဘာကြောင့်ဖြစ်တတ်တယ်ဘလို့ကူတာမှုတွေဆိုတာကိုအမြင်ပြပြလေးရှိတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကတော့အရေးကြီးတာလေးတစ်ချက်ကိုပြပြပေးပါမယ်တင်းတိတ်ဖြစ်ပြီးဆိုလို့ရှိရင်လူတွေကဘာလုပ်ကြလဲဆိုတော့တင်းတိတ်ကာလာကိုယော့အောင်အမဲကိုယော့အောင်ပဲစူးစမ်းပြီးတော့အယောင်ချွတ်တဲ့ဟာတွေ အမဲစက်ရောတဲ့ဟာတတစီရဲ့ဟာတွေကိုတုံတက်ကြရဲပေါ့နော်အမှန်တကယ်တကယ်မှာတင်တိတ်ကပို့ပြီးတော့မဆိုးလာအောင်ကလာအရင်မမဲလာအောင်ဘယ်လိုလုပ်ကြမလဲထိမ့်သိမ်းကြမလဲဆိုရဲအရေးကြီးတဲ့ချက်လေးတွေရှိရဲပေါ့နော်အဲ့တော့တင်တိတ်ကဘာကြောင့်ပို့ဖြစ်တယ်လဲဆိုလို့ရှိရင်အသားအရေ၆တဲ့အခါမှာတင်တိတ်ကပို့ပြီးတော့ကြတတ်ပါတယ်အသားရေကဘယ်လိုမျိုး၆တယ်လဲဆိုတော့လေဓုပေါ့နော်လေကြမ်းကြမ်းနေတိုက်တဲ့အခါမှာလည်းအသားကအရင် dry out ဖြစ်သွားတတ်တယ်အဲ့တော့ဘယ်လိုမျိုးမှနေတဲ့ဒေသမှာနေတဲ့သူတွေပို့ဖြစ်လဲဆိုတော့တောင်ပေါ်ဒေသတွေမှာဒေါက်တာ ဆိုလို့ရှိရင် dress season တွေကပြုံးလို့မှရှိတယ်ပေါ့နော်ပြုံးလို့မှဆိုအများအားတင်းတိမ်နဲ့ပတ်သက်ပြီးတော့မှလာကြတယ်တစ်ချိန်လုံးဒီတင်းတိမ်နဲ့ပဲကုနေရတယ်ပေါ့နော်အဲ့တော့တချို့ဆိုလို့ရှိရင်မြေပြန့်ဒေသမှာနေတော့ကတင်းတိမ်ကမကြအောင်ဒီတောင်ပေါ်ပြောင်းလာတော့မှတင်းတိမ်ကကြတယ်ဆိုတာမျိုးတွေဖြစ်လာတယ်ပေါ့နော်လာပြကြတယ်အဲ့တော့ကြီးလိုက်တဲ့အခါမှာအသားကြီးကအရန် dry out ဖြစ်သွားတယ်ခုနပြောတဲ့လေကျဉ်ကျဉ်နေတိုက်တာနေအရန်ပူသွားပြီးတော့မှမျက်နှာနေလောင်ပြီးတော့မှ dry out ဖြစ်သွားတာ နောက်တစ်ခုကကျတော့ရာသီဥတုအရန်အေးတဲ့ဒေသတွေမှာနေတဲ့သူတွေပေါ့နော်။တောင်ပေါ်ဒေသတွေမှာနေတဲ့တစ်ချိန်လုံးရာသီဥတုကအေးနေတယ်။ဒါမှမဟုတ်လဲဆောင်းတွင်းကာလမှာရာသီဥတုအရန်အေးတဲ့အချိန်ပေါ့နော်။အဲ့လိုမျိုးမှာဇလန်းစပြီးတော့တင်းတိတ်တီစပြီးဖြစ်လာကြတာမျိုးတွေရှိတတ်တယ်ပေါ့နော်။အဲ့တော့တရားရဲ့ဒီအာဆရာဝန်နေနဲ့အလားပါကြီးကဆရာဝန်တယောက်နေနဲ့ပေါ့နော်။တွေ့ရတဲ့အခါမှာတင်းတိတ်ကအသားရည်ချုပ်တဲ့အချိန်ကြာရင်ပို့ပြီးတော့မှဖြစ်တယ်။ trigger လည်းဖြစ်တတ်တယ်ပေါ့เนาะစပြီးတော့လည်းဖြစ်တတ်တယ်နောက်ပိုင်းမှာလည်းမထိန်သိမ်းတော့အောင်ဆိုလို့ရှင်တင်းတင်းကပို့ပြီးတော့မှဆိုးရယ်ဆိုတာကိုတို့ဒါတွေ့ရတယ်ပေါ့ ော့เนาะအဲ့တော့တင်းနှိပ်သမားတွေမှာအရေးကြီးတာကအဲ့ဒါကြောင့်မလို့ရေဓာတ်ပြည့်အောင်အသားရေပေါ့เนาะဆူဆူအီအီလေးနဲ့ရေဓာတ်ပြည့်အောင်အမြဲတမ်းထားဖို့လုပ်ဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့ဘာတွေကိုအဓိကသုံးကြမလဲတင်းနှိပ်သမားတွေမှာရေဓာတ်ပြည့်အောင်ဘာတွေနဲ့ထိန်းသိမ်းကြမလဲဆိုတာပေါ့เนาะအဲ့တော့အသားရေကအာရေဓာတ်ပြည့်အောင်ထားဖို့ဆိုတာ moisturizer တစ်ခုတည်းလိမ့်လို့မရဘူးပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်အဲ့တော့ရေဓာတ်ပြည့်အောင်နေရမယ့်အထဲမှာဘာတွေ ပါတယ်လဲဆိုတာကိုတော့ပြပြပေးသွားမယ်။အသားရည်ကိုရေဓာတ်ပြည့်ဖို့ဆိုတာကလေစာပိုင်းမှာပြောသွားတယ်လို့ပဲ moisturizer တစ်မျိုးနဲ့မရဘူး။ moisturizer လေးလိမ့်လိုက်တာနဲ့ရေဓာတ်ပြည့်သွားပြီလို့မဟုတ်ဘူးပေါ့နော်။တကယ်တကယ်ကတော့ကိုရိုင်းလဲဈေးကမှဆိုလို့ရှိရင် အာ skin care တွေတုံးမှာဆိုလို့ရှင်ဒါဘာပဲပြောလို့ရှိလဲဆိုတော့မျက်နှာလေးတစ်ပောင်း moisturizer လေးလိမ့်မှာနေလောင်ကလေးလိမ့်မှာပေါ့နော်ဒါကတော့လုံးဝ basic ပေါ့နော် basic လိမ့်ဖို့အတွက်ကိုဒါပြောထားပြီးတာအဲ့လိုမဟုတ်ဖဲနဲ့ကို့အသားရေကရေဓာတ်ကိုတအားလိုနေတယ်ခုနကပြောရတဲ့အချက်တည်းထဲမှာတောင်မော်ဒီသားမှနေတယ်လေတိုက်တယ် နေတွေကပူပြီးတော့ပူတယ်အသားတွေကပူချောက်တယ်ရာသီဥတုကအေးတယ်ပေါ့နော်ဒါမျိုးဖြစ်တဲ့အချိန်ကြလို့ရှင်ရင် moisturizer လောက်နဲ့ကမနိုင်တော့ဘူးမနိုင်တဲ့အချိန်ကျတော့ body ကြီးထပ်ပြီးတော့ထဲကြမလဲကို skin care မှာပေါ့နော်နောက်တစ်ခုကအသားချောက်တယ်ဆိုတာကလည်းအသက်ရလာတဲ့အချိန်မှာပူပြီးတော့ချောက်လာတာအသက်ငယ်တဲ့အချိန်မှာအလောက်ကြီးသားမချောက်ဘူးပေါ့နော်သူကခန္ဓာကိုယ်ကရေဓာတ်ကိုကောင်းကောင်းလေး maintain လုပ်နိုင်သေးတယ်ထုတ်နိုင်သေးတယ် skin cell တွေကအများနဲ့လက်ဆက်ပြီးတင့်နေသေးတယ်ပေါ့နော်အဲ့တော့တန်တန်းနဲ့ရလာပြီဆိုလို့ရှင်မိန်းကလေးတွေမှာ အသား6လာပြီနှာခမ်းနေလဲ6လာတယ်ဒါတော့ဆိုလဲနှာခမ်းနေ6လာအရင်တည်တာတယ်ဒီချိန်လုံး lip balm လေးဆောင်ထားတယ်စိုးနေရတယ်ပေါ့နော်အဲအရာမျိုးလေးပေါ့အဲ့တော့အသားကိုစိုးအောင်ဘာတွေနဲ့ထပ်ပြီးတော့ထည့်မလဲထိမ့်သိမ့်မလဲဆိုတာလေးဒီဒါတော့ပြောသွားမယ်ပေါ့နော်အဲ့တော့ basic skin care မှာတော့တော်တော်များများအသုံးတတ်တယ်မျက်နှာကိုမျက်နှာတင်မယ်မွေးချာရိုက်မယ်နေလောင်ကလိမ့်မယ်ပေါ့နော် ဒါပေမဲ့အသားအား၆လာတဲ့ခါကျရင်ဘာလို့ထပ်ထည့်ရမလဲဆိုတော့တူနာမဖြစ်မနေလိုလာတတ်တယ်တူနာက pH balance ပြန်ပြီးတော့မျက်နှာကိုဖြစ်စေရပေါ့နော်သူကဘယ်လိုပြောမလဲရှိတဲ့အညစ်အကြေးလေးတွေကိုပြောင်းသွားစီတယ်ပြီးရင် hydration လည်းရတယ်ပေါ့နော်တူနာလိမ့်ပြီးတော့မှတခြားအဆင့်တွေကိုထပ်လိမ့်တဲ့ခါကျရင်ပို့ပြီးတော့စိတ်ဝင်မှုအားလဲကောင်းနေပေါ့เนาะအဲ့တော့တိုနာကလိုလာပြီတိုနာသုံးတဲ့ခါကျရင်ဘလိုလေးတွေသုံးမလဲဆိုတော့အသားကို hydration ဖြစ်စေတဲ့တိုနာကိုပဲရွေးရတော့မှာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့တိုနာမှာကမျိုးစုံရှိတယ်လी အဝက်ချန်တို့စီဘူးလို့ရှိတဲ့သူတွေကြတော့လေတူနာကိုဟိုစာဝက်ချန်တို့ကတော့တတစီတဲ့ဟာမျိုးအေးရှိပြေးရှိပါရာမျိုးလေးရွေးရတယ်အသား၆တဲ့သူတို့ကြတော့လေ hydration တူနာလေးတွေရွေးရတယ်ပေါ့နော်အဲ့တော့ hydration တူနာလိုမျိုးသုံးရမယ်နောက်ပြီးလို့ရှိရင်တို့ကနောက်တစ်ခုကြိုက်တာ SN ပေါ့နော် SN ကတော့တော်တော်များများတော့ဒီနောက်ပိုင်းမှာတိလာကြတယ်သုံးလာကြတယ် ကိုရီးယားမှာတော့အရန်သုံးများရတယ်ပေါ့နော် SN ကလေးထည့်ပြီးသုံးကြတယ်အဲ့တော့ SN လေးထည့်ပြီးသုံးရင်လည်းပိုအဆင်ပြေတယ်အဲ့တော့တူနာထည့်မယ် SN ထည့်မယ် CRAN ပေါ့နော် CRAN ကကြတော့ကိုကထည့်နိုင်တော့ကောင်းတယ်ဒါကတော့တူနာအဆန် CRAN အကုန်လုံးပါတယ်တော်ရဲ့ skin care ထဲမှာဆိုလို့ရှိရင်လေအဲ့တော့ CRAN လည်းထည့်နိုင်လို့ရှိရင်ကောင်းတယ် CRAN လေးလည်းထပ်ထည့်ပြီးရင် moisturizer လေးတစ်ဆင့်ထပ်ပြီးလိမ့်ပေါ့နော်အဲ့တော့ skin care အဆင်စင်တော့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ လိန်နေကြ routine ဖြစ်သွားတဲ့ခါကျရင်တော့အလောက်ကြီးမခက်ခဲတော့ဘူးအလုပ်ရှုပ်တယ်မခံစားရတော့ဘူးပေါ့နော်အဲအဲ့တော့တင်းနှိတ်တွေလည်းစပြီးဖြစ်ရှင်နေပြီအစားလည်းအရန်ချောက်တယ်ရန်ချောက်တယ်အော်အရေးချောင်းတွေပါမြင်နေရပြီတွတ်နေပြီဆိုလို့ရှိရင် skin care ဒီအစ်စ်နေထဲမှာဟိုထပ်ထပ်ပြီးတော့ထည့်သွားဖို့ဒေါက်တာက recommend လုပ်တယ်ပြောချင်တယ်ပေါ့သတိပေးချင်တာလေးပေါ့နော်အဲ့တော့ဒါက skin care မှာထပ်ပြီးထည့်ရမယ့်ဟာလေးတွေ ပြီးတော့ခုနကပြောသွားသလိုဘလို့ထင်းသိမ်းရအောင်မလဲပေါ့နော်နေတွေပူတယ်လေးတိုက်တယ်ဟိုပြီးတော့ရာသီဥတုအရန်အေးတယ်ပေါ့အဲ့ချိန်မျိုးမှဆိုလို့ရှိရင်လေကိုကနီလောင်ကနီလောင်ကကိုလည်းတေချာလေးလိမ့်ရမယ်အပြင်သွားတော့မသွားတော့ပေါ့နော်ခဏတစ်ပြုတ်ပြင်ထွက်မိတယ်ဆိုတာနဲ့နေရလောင်တာဆိုတော့နီလောင်ကလေးကိုတေချာလိမ့်ပြီးတော့မှကာကွယ်ရမယ်အဲ့တော့နီလောင်ကြီးတန်းနေတာကာကွယ်သွားမယ်ပေါ့နော်ရာသီဥတုအေးတာတော့အရန်ကြီးတော့ဘာမှတိတ်ပြီးမတက်နိုင်ဘူးအဲ့တော့ ဟန်လီတို့အေးလွတ်တဲ့အချိန်ကြာလို့ရှိရင် moisturizer လေးတွေကိုတခြားလေးလိမ့်မယ်ခုနပြောရတဲ့အဆင့်တွေကိုထပ်ပြီးတော့ထည့်မယ်ပေါ့နော်ဒါမျိုးလေးဖြစ်လာလိမ့်မယ်။အရေးကြီးတာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်မျက်နှာသစ်ဆေးကအရန်အရန်ကိုအရေးကြီးတယ်ပေါ့နော်ဒေါက်တာက online ကနေလူနာတွေကြည့်တယ်ဆွေးနွေးပေးတဲ့အခါကျရင်ဘာတွေသုံးတယ်လဲဘာတွေလုပ်တယ်လဲဆိုတာအမီးတယ်ပေါ့။အဲ့တော့တင်းနေတမားတွေမှာဘာလေးတွေ့ရလဲဆိုတော့ skin care ရေအရန်ကောင်းနေသုံးထားကြတယ် moisturizer တွေလည်းကောင်းနေ နေလောင်ကဆိုလဲတကယ်ကိုကာတဲ့ဟာမျိုးတွေပါတယ်ပေါ့နော်ပြီးတော့ပြန်ပြီး check လုပ်လိုက်တဲ့ခါမှာဆိုလို့ရှိရင်မျက်နှာသစ်စီမှာကိုနည်းနည်းလေးပြင်းတဲ့ဟာပေါ့နော်နည်းနည်းမဟုတ်တူစုဆိုတော်တော်လေးပြင်းတယ်ဆက်ပြအခဲတို့ဘာလို့နဲ့တက်တာတို့ဒါမျိုးလေးရှိနေတယ်တချို့စိတ်ထဲမှာကဟိုမျက်နှာသစ်စီကတိတ်ပြီးအေးမကြီးဘူးလို့လဲထင်ကောင်းထင်နိုင်တယ်ပေါ့နော်အဲ့လိုလေးတွေဆိုလို့ရှိရင်လဲ မရဘူးအသားအရန် dry out ဖြစ်သွားတာအရန်ခြောက်သွားတယ်ပြဿနာကြီးတွေမှာမျက်နှာသစ်ဆေးကလည်းပါတယ်ပေါ့နော်အဲ့တော့မျက်နှာသစ်ဆေးကိုဒေါက်တာဆိုလို့ရှိရင်ဒီ30နောက်ပိုင်းမှာဘလို့မျက်နှာသစ်ဆေးပဲသုံးလို့ရလဲဆိုတော့ gentle cleanser ကိုပဲသုံးလို့ရတော့တယ်ပေါ့နော်မျက်နှာကိုအမြုပ်တွေအရန်ထားပြီးတော့မှအရန်ကိုပြောင်စင်သွားတဲ့မျက်နှာသစ်ဆေးဆိုလို့ရှိရင်လေမရအောင်တအားတွေခြောက်ပြီးတော့အဖက်တွေပါလန်ပြီးကွာလာတာပေါ့နော်အဲ့တော့မျက်နှာသစ်ဆေးတုံးမယ်ဆိုလို့ရှိရင်ကို့အသားကြီးကိုလည်းတစ်ချက်ကြည့်ကြည့်ပါကို့အသားကြီးအသားတွေအရန်ကိုခြောက်နေရဲဆိုလို့ရှိ ြင်ရင်ကျန်တဲ့ဖြစ်တဲ့ဟာပေါ့နော်မျက်နှာပေါ်တင်ပြီးတော့တင်လိုက်ရင်အမြုပ်တွေလည်းရန်ကြီးမထဘူးပြီးလို့ရှိရင်ချောချောလေးနဲ့ရင်းနဲ့တစ်ချလိုက်တဲ့ခါကျရင်ချောချောလေးနဲ့ကျင်ခဲ့တဲ့ဟာလိုမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးပဲသုံးဖို့တော့ဒါ recommend လုပ်တယ်အဲ့တော့ဒီမျက်နှာသစ္စည်းမှလည်းမကျန်ခဲ့ဖို့ဟိုထည့်စင်စားဖို့ဟာအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒါအကုန်လုံးပြန်ပြီးတော့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာဒါပြောချင်တာက တင်းတိတ်တိစပြီးဖြစ်နေပြီးတင်းတိတ်တွေအရန်များနေပြီးပိုဆိုးနေပြီးဆိုတော့အချိန်ကြာလို့ရှိရင်အမဲကိုပဲရော့အောင်အတင်းကြီးအတင်းကြီးလောက်တာထပ်စားလို့ရှိရင် ရက်နာကို moisturize တခြားလေးလုပ်ပေးရမယ်ခုနပြောတဲ့ဒါပြောရတဲ့အဆင်လေးတွေမပါသေးဘူးမထည့်ဘူးသေးဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ထည့်ရမယ်လိမ့်တဲ့နေဟာလေးထပ်ထည့်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကမလိမ့်တတ်ဘူးဆိုလို့ရှိရင်လည်းနားလည်တဲ့ channel တွေနဲ့ပြလို့ရတယ်ပေါ့နော်ဒေါက်တာစီကန်ဒေါက်တာရဲ့ page တွေမှာဆိုလို့ရှိရင်ဒါ online နဲ့ဆွေးနွေးပြီးတော့လာပြီးတော့မေးကြတယ်ပြောကြတယ် online နဲ့ဆွေးနွေးပြီးတော့မှာပါလေးဆိုတာဒါ recommend လုပ်ပေးတယ်နှစ်လသုံးလလောက်ကြာတဲ့အခါကျရင်သူတို့ improve ဖြစ်လာတာလေးတွေ့ရတယ်ပေါ့နော်ဒါမျိုးလေးကြီးလည်းကိုက ဟိုလုံလိုက်ပြီးတော့လုံလို့ရတယ်ခုလုံးကဘာမှမသုံးတတ်ဘူးဆိုရင်ပြောတာပေါ့လေဒါမှမဟုတ်လို့ကသုံးတတ်တယ်ဒါလေးတော့သုံးကြည့်ခြင်းနဲ့ ဒေါက်တာကြီးလည်း recommend ထားတာတွေ့တယ်ပေါ့เนาะဓာမျိုးလေးတွေ့တယ်ဆိုလို့ရှိရင်เนาะသုံးကြည့်ကြည့်ညနာသားကြီးကိုကောင်းလာအောင်ပေါ့လေအဲ့တော့တင်းတိတ်မှာလည်းအသား6နေပို့ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကအရေးကြီးတာရယ်နောက်ပြီးလို့ရှိရင် skin care တွေသုံးတဲ့အစင်စင်ကသုံးပေးမယ်လေညနာသစ်စီမှာလာပြီးတော့ပြဿနာဖြစ်နေရရင်လည်းဘလို့မှမထူးပဲနဲ့အသားကထုံရင်းဖြစ်နေတတ်တယ်အသားကြီးကထုံရင်းထုံရင်းဖြစ်နေတတ်တယ်ဆိုတာလေးကိုပေါ့เนาะအဲ့တော့အရာလေးကိုတစ်ချက်တတိပေးတဲ့အနေနဲ့ဗလာဗလာပြီးတော့ပြပြပေးတာပါကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်